ဲ့ဒါလိုနှိပ်ထွားလိုက်တာ ਨੇ ကျွန်တော်တို့ခဏတုန်းကကျွန်တော်တို့ရုပ်သိမ်းလိုက်တယ်ကျွန်တော်တို့ရဲ့ညီကိုရဲ့ဖုန်းနံပါတ်10လုံးကဒီဘန်ဆက်လက်နဲ့အတူပေါ့เนาะဒီလိုလေးထွက်လာမယ်เนาะ ခေါက်ကျွန်တော်ပြန်လည်အများဝေပေးမှာကတော့ K+ ဘာမှာ ဖုန်းနံပါတ်အဟောင်းကိုရုပ်သိမ်းနေဖြစ်ပါတယ်เนาะဘယ်လိုရုပ်သိမ်းရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုထဲမှာတေချာရှင်းပြထားပေးတာဖြစ်ပါတယ်ဒီနီးလေးကိုလည်းကျွန်တော်ရဲ့ YouTube comment ထဲမှာလူတော်တော်များများလာပြီးတော့မေးတတ်တာလည်းရှိတယ်เนาะညီကိုတွေအများကြီးမေးခဲ့တာလည်းရှိတယ်ကျွန်တော်လည်းမအားသေးလို့ဆိုပြီးတော့เนาะမလုပ်ပြတာအခုအားနဲ့ချိန်လေးမှာကျွန်တော်လုပ်ပြီးတော့ဒီနီးလေးကို တင်ပြလိုက်ပါတယ်เนาะ ဒီဗီဒီယိုမှာတော့ကျွန်တော် Kibla ပါမဖုန်းနံပါတ်အဟောင်းကိုရုပ်သိမ်းနေเนาะပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ Kibla ကိုတစ်ခါပြန်ပြီးတော့ဖွင့်နေပေါ့เนาะနှစ်ခုလုံးပေါင်းပြီးတော့ကျွန်တော်ထည့်ထားပေးတာဖြစ်ပါတယ်ကဲဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ live လုပ်ကြည့်လိုက်ရအောင်เนาะကျွန်တော်အစားဆုံးသေချာအလွယ်ကူဆုံးနဲ့နားလည်ဆုံးဖြစ်အောင်ကျွန်တော်အရှင်းအရှင်းပြတာပေးတာဖြစ်ပါတယ်เนาะ ဒီနေရာမှာကျွန်တော်သတိပေးချင်တာကတော့ကျွန်တော်တို့အရင်တုန်းက Kplan နဲ့တွဲသုံးဘူးနဲ့ဖုန်းနံပါတ်အဟောင်းကိုရုပ်သိမ်းမှဆိုရင်အဲ့ဒီဖုန်းနံပါတ်အဟောင်းကိုကိုမှတ်မိရမှာဖြစ်ပါတယ်နော်တကယ်လို့အဲ့ဒီဖုန်းနံပါတ်အဟောင်းကိုကိုမမှတ်မိဘူးဆိုလို့ဆိုရင်ဒီနေရာမှာကျွန်တော်ပြားနဲ့နီလာနဲ့လည်းလှုပ်လို့ရမှာမဟုတ်ဘူးနော်ဒါကြောင့်မို့ကိုရဲ့ Kplan နဲ့အရင်တုန်းကသုံးနာဘူးနဲ့ဖုန်းနံပါတ်အဟောင်းကိုမှတ်မိဖို့တော့လိုတယ်နော်တကယ်လို့ကိုရဲ့ဖုန်းနံပါတ်အဟောင်းကိုရုပ်သိမ်းဖို့မမှတ်မိဘူးဆိုလို့ဆိုရင် နီလန်းမရှိဘူးလားဆိုရင်နီလန်းရှိပါတယ်เนาะဘယ်လိုလဲဆိုတော့ခွေရဲ့အရင်ဆုံးကဖွင့်ခဲ့ဘူးနဲ့ကစီကွန်ဘိုင်ယုံမှာသွားပြီးတော့သွားပြန်ပြီးတော့ပြောရမှာဖြစ်ပါတယ်เนาะဘိုင်ယုံမှာဆိုလို့ရှိရင်ကိုရဲ့ဖုန်းနံပါတ်တွေအကလုံးကိုရဲ့အချက်အလက်တွေအားလုံးစီးနေတာမို့လို့ကိုပြန်ပြီးတော့ရုပ်သိမ်းမှဆိုရင်ကိုမမမိလဲပြန်ကြည့်ခိုင်းလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်လဲကျွန်တော်တို့၃ည၈၈လုံးပေါ့เนาะအဒီကိုဖုံးထိုးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီဘန်ယုံကနေပြီးတော့ရင်သုံးဆိုရင်ရှမ်းလို့ပြောပြီးတော့ရှမ်းကနေပြီးတော့ကင်မှာပေါ့နော်ရှမ်းနေကင်လို့ဆိုလို့ဆိုရင်အချိန်မှသူကနေပြီးတော့ပြောမှာနော်ဝန်ထမ်းနဲ့စကားပြောလို့ချင်းအဲဝန်ထမ်းနဲ့စကားပြောချင်းနဲ့ဆိုရင်ဘာကိုနှိပ်ပါသူလို့ဆိုရင်အဲ့ဒီမှာကိုလိုက်နေရမှာနော်လေဘလို့ဆိုရင်ဝန်ထမ်းနဲ့စကားပြောတဲ့အချိန်ရောက်လို့ဆိုရင်ကိုကနေပြီးတော့အဲပမာပြီးအဲမြန်မာလူမျိုးစီလာပေါ့နော်မြန်မာသကပြန်စီလာစီရင်မြန်မာသကပြန်နဲ့စကားပြီးပြောပါဆိုရင် အဲ့လိုပြောရင်သူတို့ကနေပြီးတော့ဖုံချိန်ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒီချိန်မှာကိုလိုချင်တဲ့အချက်လက်တွေကိုမင်းမြန်ပြီးတော့လုပ်လို့ရပါတယ်เนาะဒါကတော့ကျွန်တော်အကြံပြုတာပါเนาะကဲဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်နဲ့တူတူလိုက်ဆောက်လုပ်ပြီးတော့ကြည့်လိုက်ရအောင်အရင်ဆုံးဘန်ဘုံကိုသွားပြီးတော့ကျွန်တော်တို့ရဲ့ ATM ဘဏ်ကောက်ကိုဘန်ဘုံထဲကိုထည့်လိုက်ပါเนาะ ဘန်ပုံးလေးကိုထည့်ပွားရေးဆိုလို့ဆင်ရင်ကျွန်တော်တို့လေဝတ်နံပါတ်6လုံးသို့မဟုတ်4လုံးပြီးပြီးတော့နှိပ်မယ်နော်အဲ့ခါကြာလို့ဆင်ရင်လေဝတ်နံပါတ်ကိုနှိပ်ပေးလိုက်ရမယ်နော်လေဝတ်နံပါတ်နှိပ်ပွားရေးဆိုလို့ဆင်ရင်ဒီလိုမျိုးပေါ်လာမယ်နော်ပေါ်လာမယ်ဆိုလို့ဆင်ရင်အခုကျွန်တော်ဝိုင်းပြထားတဲ့နေရာပေါ့နော်အဲစမတ်ပေါ်လီကာဆိုပြီးတော့နော်ရှမ်းလိုရေးထားတဲ့နေရာပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော် နှိပ်ပွားရေးဆိုလို့ဆိုရင်အခုကျွန်တော်ထပ်ပြီးတော့ဝိုင်းပြတာနဲ့အပေါ်ကပေါ်လီကန်ခေဘတ်ဆိုတဲ့ရည်ရတဲ့နေရာလေးကိုတစ်ခါထပ်ပြီးတော့နှိပ်မယ်နော်တစ်ခါနှိပ်ပွားလို့ဆိုရင်ဒီလိုမျိုးထပ်ပေါ်လာမှာနော်ပေါ်လာလို့ဆိုရင်ယူကလုပေါ်လီကန်ခေဘတ်ဆိုတဲ့ရည်ရတဲ့နေရာကိုတစ်ခါထပ်ပြီးတော့နှိပ်မယ်နော်ကျွန်တော်ဝိုင်းပြတာနဲ့နေရာလေးကိုနော်တစ်ခါထပ်နှိပ်မယ် အဲ့လိုနှိပ်လိုက်လို့ဆင်းရင်ဒီလိုမျိုး ပေါ်လာမှာနော်ဒီလိုမျိုးပေါ်လာလို့ဆင်းရင်သူကဘာပြောလဲဆိုတော့ကိုဒီရုပ်သိမ်းမဲ့ဖုန်းနံပါတ်10လုံးကိုဒီမှာရိုက်ထည့်ခိုင်းမှာနော်ဖုန်းနံပါတ်အဟောင်း10လုံးကိုဒီမှာသူရိုက်ထည့်ခိုင်းဖို့တော့ကိုဒီလိုလေးပေါ်လာမှာနော်အဲ့လိုပေါ်လာပြီဆိုရင်ကိုဖုန်းနံပါတ်10လုံးကိုရုပ်သိမ်းမဲ့ဖုန်းနံပါတ်10လုံးကိုအခုကျွန်တော်ဝိုင်းပြတဲ့ပုံစံတိုင်း ကိုရိုက်ထဲလိုက်မယ်နော်ရိုက်ထဲလိုက်မှဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်နော်ကိုရဲ့ဖုန်းနံပါတ်10လုံးပေါ်လာမယ်ဖုန်းနံပါတ်10လုံးရိုက်ထဲဝိုင်းဆိုလို့ဆိုရင်ကျွန်တော်အောက်မှာပြရတာတဲ့ဒီအနီလေးဝိုင်းပြထားတဲ့နေရာကိုတစ်ခေါက်ထပ်ပြီးတော့နှိပ်လိုက်မယ်နော်အလိုနှိပ်လိုက်မယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးထပ်ပြီးတော့ပေါ်လာမယ်နော်ပေါ်လာလို့ဆိုလို့ဆိုရင်ကျွန်တော်အနီဝိုင်းပြထားတဲ့နေရာကို ตกลงส่วนนั้นเนี่ยเอาตะขาทับพี่รอตะเข้าทับพี่รอไหนไล่มาเนาะအဒီလိုနှိမ့်လိုက်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးထပ်ပြီးတော့ပေါ်လာမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဖုန်းနံပါတ်အဟောင်းကိုရုပ်သိမ်းတဲ့နေရာမှာအောင်မြင်သွားပြီးဖြစ်ပါတယ်เนาะအောင်မြင်သွားပြီးဆိုလို့ရှိရင်ကျွန်တော်အခုထပ်ပြီးတော့အနီဝိုင်းပြတဲ့နေရာကိုထပ်ပြီးတော့နှိမ့်မယ်เนาะသူကရေးထားတာကထပ်ပြီးတော့ တုံးမလားပေါ့เนาะမတုံးတော့ဘူးဆိုလို့ရှင်အဝါနေရာကိုထပ်ပြီးတော့နှိပ်ပြီးတော့ထွက်လိုက်မှာပေါ့เนาะကျွန်တော်ပြန်တဲ့နေရာလေးကိုနှိပ်လိုက်မယ်เนาะအဲ့ဒါလို့နှိပ်ထွက်လိုက်တာ ਨੇ ကျွန်တော်တို့ခဏတုန်းကကျွန်တော်တို့ရုပ်သိမ်းလိုက်နေကျွန်တော်တို့ရဲ့ညီကိုရဲ့ဖုန်းနံပါတ်10လုံးကဒီဘန်ဆက်လက်နဲ့အတူပေါ့เนาะဒီလိုလေးထွက်လာမယ်เนาะကျွန်တော်ဗီဒီယိုလေးနဲ့ထပ်ပြီးတော့ပြတာပြတာဖြစ်ပါတယ်เนาะဒီလိုမျိုးဗန်စလေးထွက်လာပြီဆိုရင်တော့ဒါအောင်မြင်စွာဒီဆောင်ဝါးကြီးပေါ့เนาะကျွန်တော်တို့ ုနှစ်မှာဟောင်းကိုရုတ်သိမ်းနေနီးလေးပြီးဆုံးသွားပြီเนาะကဲပြီးလို့ဆင်းရင်ရုတ်သိမ်းပြီးလို့ဆင်းရင်တခါထပ်ပြီးတော့ဒီဖုန်းနံပါတ်ဟောင်းရုတ်သိမ်းပြီးလို့ဆင်းရင်ခေပလတ်ကိုတခါထပ်ပြီးတော့ဖွင့်နေနီးလေးပါเนาะကျွန်တော်ဒီထဲမှာထပ်ပြီးတော့ထည့်ထားပေးတယ်เนาะဒီနီးလေးကတော့ပထမအောင်ကတော့ကျွန်တော်ထည့်ဖို့ねအဟောင်းလေးပဲเนาะကဲအခုကြတော့ဒီတွဲပေးလိုက်တာပေါ့เนาะကဲကျွန်တော်သငယ်ချင်းနေအားလုံး lâu video xin video bà gì luôn đó cho nó đi nè chụp đầu mình lại bà nó alo mình là bà nó cho nó dẹp video cho nên ta đã rồi nhé like share lâu bí subscribe đến này về bà lộ cho nó đi đóng xuống trên bà để nó alo mình là bà alo mình là bà nếu như nhà này bắt tay video rồi mà tìm bây giờ chả biết số đó mình lại lâu video thêm bà để nó nếu như nhà này bắt tay video rồi mà tìm chết đã lè. ီအလဲသွားတဲ့ဗီဒီယိုတွေကို တင်ပေးနေလို့ပဲဖြစ်ပါတယ်เนาะကဲထားလိုက်ပါတော့ကျွန်တော်ဒီတစ်ခေါက်ပြန်လဲမျှဝေပေးမှာကတော့ကစီကွန်ခေပလတ်ဖွင့်နီးလေးပဲဖြစ်ပါတယ်เนาะဘယ်လိုဖွင့်ရမလဲဆိုတော့ဒီနီးလေးမစားခင်ကျွန်တော်အရင်သတိပေးချင်တာကတော့အရင်ခေါက်တွေတုန်းကလည်းကျွန်တော်တင်ခဲ့ပေးဘူးပါတယ်ဗီဒီယိုတွေเนาะဒီခေပလတ်နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့တစ်ခုနဲ့တစ်ခုကကွာချက်တွေရှိတယ်เนาะတစ်ခုနဲ့တစ်ခုကမတူကြဘူးတချို့က ဖုံးပေထဲနီးတချို့ကငွေလွှဲနီးနော်ခေပလတ်နဲ့ဖုံးပေထဲနီးခေပလတ်နဲ့ငွေလွှဲနီးခေပလတ်မရှိတဲ့လူတွေကြတော့ပန်ကတ်နဲ့ပန်ပုံးမှာငွေလွှဲနီးနီးတွေကတော့တစ်ခုနဲ့တစ်ခုနဲ့မတူဘူးနော်အများကြီးပဲကျွန်တော်တင်ထားပေးနေနီးတွေရှိတယ်နော်အခုနီးလေးရကြတော့ဘန်ယုံမှသွားပြီးတော့ဘန်ကတ်အစာဖွင့်ပြီးကလေးကနေပြီးတော့တစ်ခါမှခေပလတ်ကိုဖုံးထဲမှာမဖွင့်ဘူးသေးနဲ့ညီကိုတွေတော့ဖြစ်တယ်နော် ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel ကို Like Share လုပ်ယူရဲ့ခေါင်းလောင်းလေးနှိပ်တာပေးပါလို့တောင်းဆိုချင်ပါတယ်။ဒီခေါင်းလောင်းလေးကိုနှိပ်ထားမဲ့ဆိုလို့ဆိုရင်ကျွန်တော်ဗီဒီယိုတွေအသစ်တင်နိုင်တင်နိုင်တင်ပြမှာသွားပြီးတော့အသိပေးမှဖြစ်ပါတယ်နော်။ကဲဒီနည်းလေးကိုစလိုက်ကြရအောင်။အရင်ဆုံးဖုန်းထဲမှာ download ဆွဲပြီးသားဖြစ်နေဒီ key plat တွေကိုဝင်လိုက်မယ်နော်။ ဝင်လိုက်ပြီဆိုလို့ဆိုလို့ဆိုရင်ဒီလိုပေါ်လာမနော်ဒီလိုပေါ်လာလို့ဆိုရင်ကျွန်တော်ဝိုင်းပြတာနဲ့အလဲရနေရာကိုနှိပ်လိုက်မယ်နော်အလဲကနေရာကိုနှိပ်ပြီးဆိုလို့ဆိုရင်ဒီလိုထပ်ပေါ်လာမနော်ဒီလိုထပ်ပေါ်လာလို့ဆိုလို့ဆိုရင်ဒီအနီလေးဝိုင်းတာနဲ့ဒီနေရာကိုတစ်ခါထပ်ပြီးတော့နှိပ်လိုက်မယ်နော်အဲ့ဒီလိုနှိပ်လိုက်တာနဲ့စာအဲရနေပြီးတော့နံပါတ်6လုံးပို့လာပေးမယ်နော် အဲ့ဒီနံပါတ်6လုံးကိုပို့လာပြီဆိုလို့ဆိုရင်ဖုန်းထဲမှာအဲ့တိုင်းလေးထားရမှာเนาะခဏဖုန်းထဲမှာလောက်ရမယ့်အဆင့်ပြီးသွားပြီဆိုလို့ဆိုရင်ဒါလေးကိုခဏထားရပြီးတော့ဘန်ကောက်ကိုယူပြီးတော့ဘန်ဘုံသွားမှာเนาะကစီကောဘန်ဘုံရောက်ပြီဆိုရင်ဘန်ကောက်ကိုဘန်ဘုံထဲကိုထည့်လိုက်เนาะဘန်ဘုံထဲကိုဘန်ကောက်ထည့်ပွားပြီဆိုလို့ဆိုရင်ကိုရဲ့ ปาก็เยปัสวะชาวลงเนาะในลายเนาะนับลิวันนับเชาวลงโอในลายปาปี่เอดินยามาเองเลยสาวอยู่ลายเนาะปี่เอจะนอไว้ปี่อาดานเนาโในลายเนาะทับิดอตะครับพี่เอดิโลทับปอลามาดิโลทับปอลายดีมาตะคาจะนออันนี้ไว้ปี่อาดานเนาโไปเนาะคลิปแรกส่วนนันเนาโวไปทับิดอในมาเนาะ ပြီးရင်ဒီအပေါ်ဆုံးမှာဝိုင်းပြတန်းတဲ့နေရာမှာ ကိုလက်စီလက်စီပေါ့နော်အခုလက်စီဒီဖုန်းထဲမှာအင်တာနက်သုံးနေနဲ့စင်ကတ်ရဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးရမှာနော်ဆယ်လုံးပေါ့နော်ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုလို့ဆိုရင်ဒီအောက်မှာဝိုင်းပြတန်းနဲ့အနီးဝိုင်းပြတန်းတဲ့နေရာလေးမှာတစ်ခေါက်ထပ်ပြီးတော့နိုင်မှာနော်ပြီးရင်ခဏတုန်းကဖုန်းမှာ မဆိုင်ပိုလာနဲ့ဒီစိုင်ပိုလာနဲ့နံပါတ်6လုံးကိုဒီကျွန်တော်အပေါ်မှာဝိုင်းပြထားတဲ့နေရာမှာတစ်ခါထပ်ထပ်ထည့်လိုက်မယ်နော်အဲ့ဒီနံပါတ်6လုံးကိုနံပါတ်6လုံးထည့်ဝိုင်းဆိုလို့ရှိရင်ဒီဘက်ဒီအောက်မှာနော်ဒီအောက်မှာထပ်ပြီးတော့ဝိုင်းပြထားတဲ့နံပါတ်2ပေါ့နော်နံပါတ်ထည့်ပြီးရင်ဒီနေရာလေးကိုနှိပ်ပါဆိုတဲ့နေရာကိုတစ်ခါထပ်ပြီးတော့နှိပ်လိုက်မယ်နော်ပြီးရင်ဒီအပေါ်မှာဝိုင်းပြထားတဲ့နေရာမှာ ကိုကြိုက်နှစ်တက်တဲ့လေးဝက်နံပါတ်6လုံးရိုက်ထည့်ရမှာเนาะ နံပါတ်6လုံးရိုက်ထဲဝိုင်းဆိုလို့ဆိုရင်ဒီအောက်မှာပြတာနဲ့အနီဝိုင်းထားတဲ့နေရာမှာပေါ့နော်နံပါတ်ထည့်ပြီးရင်ဒီနေရာကိုနှိပ်ပါဆိုတဲ့နေရာကိုတစ်ခေါက်ထပ်ပြီးတော့နှိပ်မယ်နော်ပြီးရင်ခဏတုန်းကနှိပ်ထဲလိုက်တဲ့ဒီကိုကြိုက်နှစ်သက်နဲ့ password number ပေါ့နော်၄ဝက် number 6လုံးကနှစ်ခါနှိပ်ရတယ်နော်ခဏတုန်းကတစ်ခေါက်နှိပ်ဝိုင်းဆိုတော့ခဏတုန်းက number ကိုပဲဒီတစ်ခေါက်မှလည်းထပ်ပြီးတော့နှိပ်ထည့်ပေးရမယ်နော် number 6လုံးထည့်ဝိုင်းဆိုလို့ရှိရင် ီအောက်မှာတစ်ခါအာဝ200လေးမှာတစ်ခါထပ်ပြီးတော့အနီဝိုင်းနဲ့200လေးမှာတစ်ခါထပ်ပြီးတော့နှိုက်မယ်နော်နှိုက်ပွားရေးဆိုလို့ရှိရင်တော့ဒီနေရာမှာတစ်ခါထပ်ရအောင်ရင်ဒီအပေါ်ကကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးမှာတစ်ခါထပ်ပြီးတော့နှိုက်မယ်နော်အဲ့ဒါလို့နှိုက်ပွားရဆိုရင်ဒီလိုထပ်ပေါ်လာရင်ကျွန်တော်တို့ဒီအဝနေရာက no ဆိုတဲ့နေရာမှာထပ်ပြီးတော့နှိုက်လိုက်မယ်နော် no ဆိုတဲ့နေရာကိုနှိုက်ပွားရဆိုလို့ရှိရင်ဒီအပိုင်းကတော့ကျွန်တော်တို့ ဒီ ADM ပုံးမှာဗောနော် Gascon ADM ပုံးမှာလောက်ရမဲ့အပိုင်းကထပ်ပြီးတော့ပြီးွားပြီเนาะပြီးွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုတစ်ခါထပ်ပြီးတော့သွားရမှာเนาะခဏလုံးကဖုန်းမှာနံပါတ်6လုံးပို့တာနဲ့မျက်နှာမှာဆိုရင်ဒီတိုင်းလေးဖြစ်နေမှာเนาะဒီတိုင်းဖြစ်လို့ရှိရင်ကျွန်တော်ဒီအနီလေးဝိုင်းပြတဲ့နေရာလေးမှာနှိပ်လိုက်မှာเนาะတစ်ခါ နိုင်ပြီးွားရေးဆိုလို့ဆင်းရင်ဒီလိုပေါ်လာမယ်ဒီလိုပေါ်လာလို့ဆင်းရင်ကိုဒီပန်ပုံးမှာသွားပြီးတော့ပန်အစားဖွင့်တုံးကပေါ့နော်ပန်ကတ်ဖွင့်တုံးကဒီပေးထားနဲ့ passport number ဒီမှာထည့်ရမယ်เนาะပေါ်ကျွန်တော်ဝိုင်းပြတဲ့နေရာမှာ passport number ထည့်ရမယ်တချို့ကြတော့ဒီကျွန်တော်တို့ passport နဲ့သွားပြီးတော့ဘာမှမဖွင့်မယ်ねဒီပန်းရောင်ကတ်နဲ့ဖွင့်တာနဲ့ညီကိုတွေကြတော့ဒီပန်းရောင်ကတ်ထဲမှာ senior number ရိုက်ထည့်ပေးရမယ်เนาะ ဘီလိုဆိုလို့ဆိုရင်ဒီလိုလေးပေါ်လာမှာเนาะဒီလိုပေါ်လာလို့ဆိုရင်ဒါ K+ အစားဖွင့်လို့ရပြီပေါ့เนาะဒါပေမဲ့မပြီးသေးဘူးပေါ့เนาะဒီကျွန်တော်ဝိုင်းပြတဲ့နဲ့နေရာလေးမှာတစ်ခေါက်ထပ်ပြီးတော့နှိပ်လိုက်မှာเนาะဘီလိုဆိုရင်ခဏတုန်းကကျွန်တော်ကိုကြိုက်နေတဲ့တဲ့ဒီလေးဝက်နံပါတ်6လုံးရိုက်ထည့်ခိုင်းနေစီတယ်ဟလားအဲ့ဒီလေးဝက်နံပါတ်6လုံးကိုဒီနေရာမှာရိုက်ထည့်ပေးရမယ်နော်ကိုကြိုက်နေတဲ့တဲ့လေးဝက်နံပါတ်6လုံးကိုခဏဝါရိုက်ထည့်ခဲ့တယ်အဲ့ဒီနံပါတ်ကိုဒီနေရာမှာထည့်ပြီးတော့တော့ဖွင့်ရမယ်နော် ခဏတုန်းက၄ဝက်နံပါတ်6လုံးထဲလိုက်ပြီးဆိုရင်ဒီလိုထပ်ပေါ်လာမှာเนาะပေါ်လာလို့ဆိုရင်ကျွန်တော်ထပ်ပြီးတော့ဒီအနီဝိုင်းပြတဲ့နေရာကိုတစ်ခါထပ်ပြီးတော့နှိပ်မှာเนาะဒီနေရာမှာရောက်ပြီဆိုလို့ဆိုရင်ဒီအပေါ်မှာဝိုင်းပြထန်းတဲ့ဥစ္စာကြတော့ကျွန်တော်တို့မှဒီဂျီမင်းအကောက်စီလို့ဆိုရင်ဂျီမင်းကောက်ထည့်ပေးရမှာเนาะတကယ်လို့ဂျီမင်းအကောက်မရှိဘူးပေါ့เนาะထည့်ဖို့ဆိုလို့ဆိုရင်တော့ဒီကျွန်တော်အောက်မှာဝိုင်းပြထန်းတဲ့ဒီအောက်ဆုံးကအဝိုင်းမှာเนาะဒီနေရာမှာ အဲနှိပ်လိုက်နော်ကြော်သွားလိုက်ပေါ့နော်မထည့်ဘူးပေါ့နော်ပြီးလို့ရှိရင်ကြော်လိုက်ပြီဆိုလို့ရှိရင်ဒီလိုပေါ်လာမယ်နော်ပေါ်လာလို့ရှိရင်တခါထပ်ပြီးတော့နှိပ်လိုက်မယ်နော်ဒီနေရာမှာကြာတော့ဘာဖြစ်ဆိုဆန်းစာတွေအကုန်လုံးဖြစ်နေတယ်နော်ဘာဖြစ်လဲဆိုတော့ तू อ่ะဒီထိုင်းနိုင်ငံအထုံးနှုတ်စာကြောင့်မို့ तू อ่ะထိုင်းစာနဲ့ပဲထည့်ပေးတာနော်ဒါကိုကျွန်တော်တို့ထိုင်းစာကိုထပ်ပြီးတော့ထပ်ပြောင်းရမယ်နော်အခုကျွန်တော်ပြောနေဒီကျွန်တော်ပြတာနဲ့ဒီဝိုင်းပြတာနဲ့အနီလေးကိုပဲတခါထပ်ပြီးတော့နှိပ်လိုက်မယ်နော် snake wise ဆိုလို့ဆိုရင်ဒီကျွန်တော် wide ပြတဲ့နဲ့အနီကဒီ b ဆိုတဲ့နေရာလေးပေါ့နော်တခါထပ်ပြီးတော့နှိုက်မယ်နော်ဒီခဏတော့ကဘီနေရာလေးကိုနှိုက်လိုက်မှဆိုရင်ဒီလိုလေးထပ်ပေါ်လာမယ်နော်ပေါ်လာလို့ဆိုရင်ဒီနေရာကိုတခါထပ်ပြီးတော့ထပ်နှိုက်မယ်နော်ပြီးလို့ဆိုရင်ရှမ်းသာဖြစ်နေတဲ့အတွက်ကြောင့်မို့နော်ကျွန်တော်တို့အင်္ဂလိပ်စာပြောင်းဖို့အတွက်ကိုဒီနေရာကိုထပ်ပြီးတော့နှိုက်မယ်နော် ခဏတုန်းကနေအောင်နှိပ်လိုက်ပြီးဆိုလို့ဆိုရင်ဒီလိုပေါ်လာမယ်နော်ပေါ်လာလို့ဆိုရင်ဒီအပေါ်ဆုံးကဒီစတင်လို့ပေါ်နောက်စားပေါ့နော်ကွာလို့ပေါ်နေနေရာလေးမှာတစ်ခါထပ်ပြီးတော့နှိပ်လိုက်မယ်နော်ခဏတုန်းကကွာနေရာမှာနှိပ်လိုက်ပြီးဆိုလို့ဆိုရင်ဒီလိုပေါ်လာမနော်ပေါ်လာလို့ဆိုရင်ကျွန်တော်ထပ်ပြီးတော့အနီဝိုင်းပြထန်းတဲ့နေရာမှာတစ်ခေါက်ထပ်နှိပ်မနော်ကဲအနီနေရာလေးကိုနှိပ်လိုက်ပြီးဆိုလို့ဆိုရင်ဒီလိုထိုင်းစာနဲ့အင်္ဂလိပ်စာနဲ့နှစ်ခုပေါ်လာမနော် ပေါ်လာလို့ဆိုရင်ကျွန်တော်တို့ထိုင်းစာကိုနားမလည်တဲ့လူကြတော့ကျွန်တော်ဒီအင်္ဂလိပ်ကိုပဲနှိပ်လိုက်မှာเนาะတကယ်လို့ထိုင်းစာနားလည်တယ်လို့ဆိုလို့ဆိုရင်တော့ခဏငွားနှိမ့်တဲ့ဥစားတွေကိုမလိုဘောเนาะထိုင်းစာနဲ့သုံးယုံပဲဒါကြောင့်မထိုင်းစာနားမလည်တဲ့လူကြတော့အခုလိုဒီအင်္ဂလိပ်လို့ရေးတာနဲ့နေရာလေးကိုနှိပ်လိုက်မှာเนาะအခုဆိုရင်အင်္ဂလိပ်လို့ပြောင်းသွားပြီเนาะအင်္ဂလိပ်ပြောင်းသွားပြီဆိုလို့ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မှာเนาะအပြင်ကိုပြန်ထွက်မှာเนาะဒီအခုကျွန်တော် ပြန်ပြတဲ့နေရာနေပြီးတော့အပြင်ကိုပြန်ထွက်မှာ ထွက်လိုက်ပြီဆိုရင်တော့เนาะဒီလိုမျက်နှာပြင်ပေါ်လာမယ်เนาะပေါ်လာလို့ဆိုရင်ဦးကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာဆိုလို့ဆိုရင်ကိုယ့်ရဲ့ဘန်ထဲမှာပေါ့เนาะပတ်စံဘယ်လောက်ရှိတယ်ဆိုတာ तू ကပြပေးတဲ့နေရာဖြစ်တယ်เนาะအခုကျွန်တော်များလေးပြတဲ့နေရာမှာเนาะကိုယ့်ရဲ့ဘန်ထဲမှာပတ်စံဘယ်လောက်ရှိလဲဆိုတာကိုပြတဲ့နေရာလေးဖြစ်တယ်เนาะ ဟုတ်ကဲ့เนาะအခုနီးလေးရဆိုလို့ဆိုရင်ကျွန်တော်ရဲ့ပထမတော့ကျွန်တော်ကဓာတ်ပုံနဲ့ဒီစာနဲ့ပဲထည့်ဖို့ဆိုပြီးတော့စိတ်ကူးစီတယ်เนาะဒါပေမဲ့ပို့ပြီးတော့နားလေသဘောပေါက်အောင်ဆိုပြီးတော့ကျွန်တော်အတန်အတန်ဖိုင်နဲ့ပါထပ်ပြီးတော့ထည့်တာပဲတဲ့အတွက်ကြောင့်မို့အားလုံးလည်းဟိုနားလေသဘောပေါက်မှာပေါ့เนาะလလွယ်ကူကူလုပ်လို့ရမယ်လို့ကျွန်တော်ထင်ပါတယ်เนาะယုံကြည်ပါတယ်ခေပလပ်ဖွင့်လို့မတတ်တဲ့ညီကိုတွေကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေခွင့်ရတဲ့အတွက်ကြောင့်မို့ဝမ်းလဲတာပါတယ် နောက်နောက်ကိုလည်းဒီနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့တင်သွားပေးပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးလှုပ်လို့အဆင်ပြေသွားတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like share နှိပ်ရွေး subscribe လေးနှိပ်ပေးပါလို့တောင်းဆိုချင်ပါတယ်။အားလုံးမင်္ဂလာပါ။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြမယ်နော်။